ဒေါ်လာရိတ်တိုက်ပွဲမအောင်မြင်သရွေ့လက်ရှိမျိုးဆက်တွေတာမကနောက်မျိုးဆက်တွေအထိစစ်ဘေးဒဏ်ရင်ဆိုင်ခံစားရမှာဖြစ်လို့အာနာရှင်ချုပ်ငင်းရေးဆက်လက်ဆောင်ရွက်ရမှာဖြစ်ကြောင်းတအန်းတက်မတော် TNLA တွဲဘက်ထွေထွေတွေ့ရမှုဘုံမူကြီးတာပန်လာကပြောပါတယ် TNLA သိမ်းပိုက်ထားတဲ့မြို့ရွာတွေကိုစစ်ကောင်စီစီပြန်ပေးဖို့ရှိမရှိမေးမြန်းချက်ပေါ်အဖွဲ့ပြောခွင့်ရှိသူကပြန်ပေးဖို့မရှိဘူးလို့အတည်ပြုပါတယ်လက်ရှိအချိန်ထိ TNLA ဥဆောင်တဲ့မဟာမိတ်တွေက စုစုပေါင်း12မြို့ကိုတိုက်ခိုက်သိမ်းပိုက်ပြီးအုပ်ချုပ်ရေးဖော်ဆောင်နေပါတယ်။ဒါအပြင် TNLA ရဲ့ရည်တည်ချက်ကတပ်တွေရောက်တဲ့နေရာမှာရပ်ဆိုင်ထားဖို့လေကြောင်း drone လက်နက်ကြီးတိုက်ခိုက်မှုတွေရပ်ဆိုင်ထားဖို့ပြည်သူလူထုကိုလွတ်လပ်စွာသွာလာခွင့်ပေးဖို့စတဲ့အချက်၃ချက်သာဖြစ်တယ်လို့ထပ်လောင်းအသိပေးပါတယ်။ဒါပေမဲ့အစ်စ်ကောင်စီကတော့ TNLA သိမ်းထားတဲ့မိုးကုတ်၊တီဘော၊နောင်ချိုကြောက်မဲ၊မိုးမိတ်မြို့တွေကနေ TNLA တပ်တွေစုခွာပေးဖို့တောင်းဆိုပါတယ်။ဒါကြောင့်တရုတ်အစိုးရစီစဉ်တဲ့ April လကုန်ပိုင်းဆွေးနွေးပွဲမှာ စစ်ကောင်စီနဲ့အပြည့်အခက်ရဆဲရရမရပြောဖို့ခက်ခဲကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူကအသိပေးပါရရှင်။